ဆက်လက်ပြီးတော့ကျွန်တော်ဗုဒ္ဓဘူသာသမီးတွေရဲ့တပတ်တာကံကြမ္မာကိုလမ်းညွှန်သွားမှာဖြစ်တဲ့အတွက်9ရက်နိုဝင်ဘာလ2025တနင်္ဂနွေနေ့ကနေပြီးတော့15ရက်နိုဝင်ဘာလ2025စနေနေ့ပေါ့ဒီကလာအတော်အတွက်မှာဗုဒ္ဓဘူသာသမီးမိတ်ဆွေများအဲဘယ်လိုကံကြမ္မာမျိုးတွေနဲ့ရင်ဆိုင်ရမလဲဘာတွေဖြစ်မလဲကြည့်လိုက်ကြရအောင်ကဲဗုဒ္ဓဘုရားသမီးမိတ်ဆွေများ ပေါ့နော်ဗုဒ္ဓဘုရားသမီးများမိတ်ဆွေများအနေနဲ့ ဒီတစ်ပတ်တာမှာကုညီမှုတွေအထောက်ပံ့ကောင်းတွေရပြီးတော့ကိုယ့်ရဲ့အလုပ်စီးပွားရေးရရှေ့ကိုပုံမှုပြီးတော့တိုးတက်တာမျိုးတွေကြုံရမယ်ဆက်တူလုပ်ငန်းတွေအကျိုးပေးတယ်ဆိုတော့တပတ်တာဖြစ်တယ်အဲ့တော့ဒီတစ်ပတ်မှာဆိုလို့ရှိရင်တော့ရင်ဆက်ပစ္စည်းနဲ့ပတ်သက်တဲ့လုပ်ငန်းတွေပေါ်ပေါက်တတ်တယ်ဝင်တတ်တယ်ကောင်းတယ်အဲ့တော့ဒီတစ်ပတ်မှာစနေနံနဲ့ပတ်သက်တဲ့ပစ္စည်းတွေလည်းဝင်နိုင်တယ်ကောင်းတယ်ထိပနဲ့အတဲနာယီစသဖြင့်ဝင်နိုင်တယ်ကောင်းတယ်အဲ့တော့အလုပ်ကန်စီးပွားရေးနဲ့ပတ်သက်ရှေ့ကိုတိုးတက်လာပြီးဥမော့လာပြီးလို့ပြောလို့ရပါတယ်အဲ့တော့ ပြီးခဲ့တဲ့ကာလတွေမှာမဖြစ်ဘူးအဆင်မပြေဘူးဆိုတဲ့အလောက်ကန်ရှိသွားရင်တော့ပတ်သက်တဲ့ကိစ္စတွေဒီတစ်ပတ်မှာပြန်ပြီးလုပ်ကြည့်ပါအရှင်မီအောင်မြင်မနာဘူးတွေ့ရပါလိမ့်မယ်အဲ့တော့အလောက်ကန်ရှိသွားရင်တော့ပတ်သက်လို့ကို့မှာအခက်တွေ့နေရင်လည်းပံ့ပိုးမဲ့သူတွေရှိပါတယ်အကူအညီတောင်းကြည့်ပါအဲသူတို့ရဲ့အပံ့ပိုးမှုအကူအညီမှုတွေနဲ့ကိုယ့်ရဲ့အလောက်ကန်ရှိသွားရင်မှာအဆင်ပြေသွားတာမျိုးတွေဖြစ်ပါဖြစ်ပါတယ်ငွေကြေးနဲ့ပတ်သက်ဝင်ငွေလက်ပတ်စီးဆင်းမယ်ငွေကြေးနဲ့ပတ်သက်အကူအညီအထောက်ပံ့ရတတ်တယ်အဲ့တော့ငွေကြေးအကူအညီတောင်းခံဖို့ရှိတယ်ဆိုရင်တောင်းခံမှာငွေကြေးအကြံစီတွေလည်းအောင်မြင်နိုင်ပါတယ် အဲ့တော့မမျော်လင့်မဲနဲ့လက်ဝင်တာမျိုးတွေကြုံရတတ်တယ်အခြေအိမ်တော်ကြီးမြစ်တားကြီးမှာကန့်ကောင်းနေမယ်ချစ်သူဤသားတစ်တွေရတာမပြေလဲတဲ့အခြေအိမ်တော်ကြီးတွေပြန်လဲတင့်မြတ်တာအခြေအိမ်တော်ကြီးမှာစိတ်ချမ်းသာပျော်ရွှင်ရတာမျိုးတွေတဖန်ပြန်ပြီးတော့ဖြစ်လာမှာဖြစ်ပါတယ်ပညာဆိုင်ရာအင်တာဗျူးနဲ့ပတ်သက်တဲ့ကိစ္စတွေဒီတစ်ပတ်တာမှာလုပ်ဖို့ရှိတယ်ဆိုလုပ်ပါအဆင်ပြေအောင်မြင်မှာဖြစ်တယ်ကောင်းသောခရီးတွေထွက်ဖို့ရှိတယ်အဲ့ဒါခရီးနဲ့ပတ်သက်တဲ့ကိစ္စတွေစကားပြောဆိုရေးကိစ္စတွေဒီတစ်ပတ်မှာအောင်မြင်မယ်အဲ့တော့ဒီကိစ္စတွေလည်းရဲရဲဝင်းဝင်းနဲ့ကျွန်တော်တို့လုပ်မယ်ဆိုရင်ဒီတစ်ပတ်အတွက်လုပ်လို့ရပါတယ် အဲကျမ်းမာရေးကိစ္စလည်းပူစရာမလိုဘူးကျမ်းမာရေးနဲ့ပတ်သက်ရင်ကံကောင်းနေတဲ့နေရာမှာပါဝင်တယ်ကျမ်းမာရေးနဲ့ပတ်သက်လို့စိတ်ချမ်းသာရမယ်အကူအညီအထောက်ပံ့ရမယ်အဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ဟာလာတွားလာရပြောရဆိုရဆိုတာမျိုးတွေလည်းကြုံနိုင်တယ်အဲ့တော့ဒီတစ်ပတ်မှာကျမ်းမာရေးဒီလည်းတာမန်ထပ်ပူပြီးကံကောင်းနေတဲ့နေရာမှာပါဝင်ပါတယ်ဒီတစ်ပတ်ဒီအဖက်ဖက်ကနေကံကောင်းနေတဲ့တစ်ပတ်တာမှာကြုံတွေ့နေရတဲ့ဘုရဘူးသားသမီးများဖြစ်ပါတယ်အဲ့တော့မိမိလှုပ်ချင်တဲ့အရာကိုဒီတစ်ပတ်မှာ လောက်ကံကြံစီခြင်းဖြစ်ဖြစ်နိုင်တယ်အောင်မြင်နိုင်တယ်ဆိုတော့ကံတရားမျက်နှာသာပြီးတဲ့တပတ်တာဖြစ်တယ်ဒီတပတ်ကံကောင်းလက်ရှင်ကဏန်းဒီ6ကဏန်းဖြစ်တယ်အချိုးပြည့်တဲ့အယောင်ဒီရွှေအယောင်ဖြစ်ပါတယ်ဘုရဝုဒ္ဓသမီးတွေတို့ပါ